ကျွန်တော်ယခုဆက်ပြီးတော့ WPA Office Software နဲ့ Excel အသုံးပြုနည်းအပိုင်း6ကိုဆက်ပြီးတော့မှပြောပြပေးမှာဖြစ်ပါတယ်။ပထမဦးစွာ WPA Office Software လေးကိုဖွင့်လိုက်ပါ။ပြီးရင်မိမိရခင်ဆွဲနေတဲ့ Excel ဖိုင်လေးကိုတစ်ချဲနှစ်ပြလိုက်ပါ။ကျွန်တော်ဒီနေ့ကဘာကိုပြောပြမလဲဆိုလို့ရှိရင်နံပါတ်စင်မှာနံပါတ်စင်လေးတွေ အဲ့လက်နဲ့ရိုက်ချက်စရာမလိုဘဲနဲ့ပေါ့နော်အဲ့လိုအရရောက်တတ်တဲ့နည်းရဲ့ကျွန်တော်အဲရက်ဆွဲမှာရက်ဆွဲထည့်တဲ့နည်းလေးပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုပြပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့နံပါတ်ဆင်မှာကျွန်တော်နံပါတ်ဆင်အဲထည့်ကြပါမယ်နော်အဲနံပါတ်ဆင်ကိုကျွန်တော်တို့ကအဲ့လိုအလျောက်ပေါ့နော်နံပါတ်ဆင်တတ်အောင်အဲလုပ်မှာဆိုတော့ပထမအဦးဆုံးပေါ့နော်အဒီဆင်ဆိုတဲ့နေရာလေးကိုတစ်ချက်ဆက်လက်ပြလိုက်မယ်နော်ပြီးရင်အရင်ဦးဆုံးအဲနံပါတ်တက်လို့ရိုက်ထည့်မယ်နော် ပြီးလို့ရှိရင်နောက်တစ်ချောင်းကိုဆင်းလိုက်မယ်နော်နောက်တစ်ချောင်းကိုတစ်ချက်နေမယ်ပြီးရင်နမနင်းလို့ကျွန်တော်ရိုက်ထည့်လိုက်မယ်နော်အဲပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကကီးဘုတ်လေးကိုဗကီဆေးဆုပ်ပြီးတော့ဖြောက်လိုက်မယ်နော်ပြီးရင်အပေါ်တစ်ချောင်းနဲ့အောက်တစ်ချောင်းကိုကျွန်တော်တို့ကဆက်လက်ပြီးလိုက်မယ်နော်ကျွန်တော်ဒေါင်းလေးကိုကန်ပြီးတော့မှကျွန်တော်ဆက်လက်ပြီးလိုက်ပြီနော်အဲဆက်လက်ပြီးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီကအဲဆက်လက်ပြီးထားတဲ့နေရာလေးကိုနည်းနည်းလေးကြာကြာလေးဖိမယ်နော်တို့လိုက်မယ် အဲဒီလိုလေးပေါ်လိုက်ပေါ့နော်ဒီလိုပေါ်လိုက်ဆိုလို့ရှိရင်အောက်ကဒီကစိုက်နေတဲ့များလေးကိုကင်ပြီးတော့မှအောက်ကိုဆွဲချလိုက်မယ်နော်အဲဒီလိုလေးပေါ့ဒါဆိုလို့ရှိရင်နံပါတ်စင်လေးကြီးကနော်အဲတင်းတင်းတုံတင်းငါးချက်ပြင်ရသက်ဆယ်နော်အလိုလိုတက်သွားရင်နော်အနောက်ထပ်အောက်ရောက်ချင်တဲ့အောက်ကိုဆွဲချလိုက်နော်ဒါနံပါတ်စင်လေးကြီးအလိုအလျောက်တက်တဲ့နည်းလေးပါနော်ဒါအဆင်ပြေသွားပြီဆိုလို့ရှိရင်အပေါ်နာလေးကဓာန်းဆိုတာလေးကိုတစ်ချက်နေပြလိုက်ပါအဲဒါလေးကတော့နမစင်အလိုအလျောက်တက်တဲ့နည်းလေးပါနော် အပြင်ဆက်လက်လေးဖြောက်ချင်တယ်ဆိုလို့ရှိရင်လွတ်တဲ့နေရာလေးကိုတစ်ချင်အနစ်ပေးလိုက်မှာနော်ဒါကနမဆင်တက်တဲ့နေလေးပါအပြင်ရက်ဆွဲပေါ့နော်ရက်ဆွဲမှာကျွန်တော်တို့ရက်ဆွဲတက်မယ်ပေါ့နော်ရက်ဆွဲမှာကျွန်တော်တို့တက်မယ်ကျွန်တော်ပြပုတ်ဆိုတဲ့ခလုတ်လေးကိုကျွန်တော်ယူလိုက်မယ်နော်စာရိုက်မယ်ပေါ့စာရိုက်မယ်ဒီခဏလေးအနေရလဲဆိုတော့28တယ်နော်အဲ28ရဲ့ကျွန်တော်ရိုက်ထည့်လိုက်မယ်နော်ဆယ်လပိုင်း 2020ဘောเนาะဒီအမှန်ကြီးလေးတစ်ချင်နေမယ်ဒါကျွန်တော်ကရက်ဆွဲထလာပြီเนาะအဲရက်ဆွဲကကျွန်တော်တို့ကမိမိကဒီလိုပုံစံမကြိုက်ဘူးဘောเนาะအဲတခြားပုံစံပြောင်းနေနေဆိုလို့ရှိရင်ဒီတန်းနဲ့ဆက်လက်ပေးထားတဲ့အတိုင်းထားလိုက်မယ်เนาะပြီးရင်ဘေးကိုနေမယ်ဆိုရင်ဒီမှာအောက်ကမီနူးဆိုတာလို့တစ်ချင်နေမယ်အဲဘီလို့ရှင်အပေါ်လေးနည်းနည်းဆွဲတင်လိုက်မယ်အဲ format sales ဆိုတဲ့နေရာလေးကိုတစ်ချက်နေပါ ပြီးပြီဆိုလို့ရှိရင်ဒီက number ဆိုလို့တစ်ချက်နေမယ်เนาะပြီးရင်ဒီနေရာမှာ date ပေါ့เนาะဒီမှာတော့ date ပြနေဆက်လက်ပြီးတာဆိုတော့အဲဒီမှာပြီးထတာတော့ဒီဒီမှာပြီးထတဲ့ပုံစံလေးကဒါဒီလိုပုံစံလေးပေါ့เนาะဒါလိုစတိုင်ပေါ့အဲကျွန်တော်တို့ဒါလေးကိုကြောင်းကျင်နေဆိုလို့ရှိရင်အဲဒီနေရာလေးကိုတစ်ချက်နေမယ်ဒီက date twice ဆိုတဲ့နေရာတစ်ချက်နေလိုက်မယ်เนาะဒီထဲမှာမိမိကြိုက်တဲ့အမျိုးအစားလေးပေါ့เนาะမိမိကြိုက်တဲ့ပုံစံလေးကိုရွေးလိုက်ပါ အဲ့ဒီတည်းမှာကိုကကိုထားချင်တယ်လေပေါ့နော်ကျွန်တော်ဒီက14,000တက်ဆိုတာလေးကြောက်တစ်ချက်နေလိုက်မယ်နော်အဲ့လိုကြိုက်တဲ့ဆိုရင်အဲ့လိုနေမယ်မိမိကထားအောင်ကြိုက်ရင်ထားအောင်နေမယ်ပေါ့နော်ထားအောင်ကြိုက်ရင်ဒီဟာကိုနေမယ်မိမိကြက်တာတည်းကြည့်ရတယ်နော်ကျွန်တော်က14,000တက်ထောင်းတက်ပေါ့နော်ဒါတစ်ချက်နေလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီလိုပုံစံလေးထွက်လာရင်ဒါကျွန်တော်တို့ဒိတ်ဒီပဲထွက်လာရင်ဒီလိုပုံစံနဲ့ထွက်လာရင်ပေါ့နော်ဒါကျွန်တော်လောလောဆယ်ဒီတိုင်းပဲထားလိုက်မယ်နော် MSC တို့က MSC တို့အစင်ပြီးကြိုက်နေတဲ့တာလေးကိုပြောင်းလိုက်မယ် ပြည်ပြဆိုလို့ရှိရင်အပေါ်ကဒါ okay ဆိုတာလေးကိုတစ်ချက်နဲ့ပြီးလိုက်ပါနော်ဒါ okay ကိုကကြိုက်သွားပြီဆိုရင် okay လေးနေလိုက်မယ်နော်ဒီ okay ဆိုတာလေးကိုထပ်ပြီးတော့မှနေပြီးလိုက်ပါအဲဒါဆိုလို့ရှိရင်ဒီမယ်နော် date လေးကပြောင်းသွားပြီဒါကိုရဲ့ date စတိုင်လေးပေါ့နော်ဒါပြောင်းသွားပြီအဲဒီအောက်ကဇယားဒီမှာလေးပေါ့နော်ဒီ date ပဲတုံးမယ်ဆိုလို့ရှိရင်အဲ့ဒါလေးကိုကျွန်တော်တို့ copy ကူးမယ်ပေါ့နော်ဒါလေးဒါလေးကိုဆက်လက်ပြီးမယ် နည်းနည်းကြာကြာဖြီးပြီးတော့လွတ်မယ်အောက်ဆက်နေတဲ့မြားလေးအောက်ကိုဆွဲချလိုက်မယ်နော်ဘောနည်းနည်းဆွဲပြန်အောက်ကိုဆွဲချလိုက်မယ်နော်ဒါအကုန်လုံးပေါ့နော်ဟဲ့ပြီးတော့ပြီဆိုလို့ရှိရင် dance ဆိုတော့လေးကိုတစ်ချင်းနေပြလိုက်ပါအဲ့ပြီးရင် select ဖြောက်ပြင်နေဆိုလို့ရှိရင်ကျွန်တော်တို့လွတ်တဲ့နေရာလေးကို select တစ်ချက်ပေးလိုက်မယ်နော်အဲဒီဟာလေးပေါ့နော်ဒါတွေက date တွေကဒါနံပါတ်စင်တွေက auto တက်နေတယ်ဒါကိုကျွန်တော်ပြန်ဖြည့်မယ်နော်မိ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 ထည့်ရင်လည်း အဒိတ်လေးထည့်ရင်ထည့်ဖို့ထည့်ရထည့်ရဖို့အတွက်ကျွန်တော်ဒါလေးကိုပြန်ဖြတ်လိုက်မယ် clean ရပါတော့ဒါခက်တဲ့နေလေးဒါဆိုရင်ကျွန်တော်အောက်တစ်ချောင်းကိုကျွန်တော်ထပ်ရေးကြည့်မယ်ပေါ့နော်အာ28ပြီးတော့ကျွန်တော်29လို့ကျွန်တော်ရေးလိုက်မယ်နော်29 10 2025ပေါ့နော်ကျွန်တော်ရေးလိုက်မယ်အဒီလိုရေးတာတော့ဒီလိုပဲဘယ်လိုပဲရေးပေါ့နော်အပေါ်ကနေလို့29အောက်တော့2025ဆိုပြီးတော့ထွက်လာနေပြီနော် ကျွန်တော်ဘေးရအမှန်ကြီးတို့ကျွန်တော်ချက်လိုက်တယ်နော်ဒီမှာ29အောက်တိုဘာစီမှာဒါကတော့ကျွန်တော်အရေးရေစွဲလေးတွေရေးတယ်နေပေါ့နော်ကွာဒီဟွာလေးတွေကိုဒီဇေယားလေးဟွာလေးတွေကိုအော်ပေါ့နော်ဘေးညာအလဲပေါ့နော်ဒါလေးတွေပြောင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာလေးကိုအရင်ဆုံးဆက်လက်ပြေးလိုက်မှာနော်အခုပြောင်းနေတဲ့နေရာဆက်လက်ပြေးဒါဒီဘက်ကဒီဘက်ကပြောင်းနေတဲ့ဒီဘက်ကဆက်လက်ပြေးလိုက်မှာနော်အဲပြေးပြေးဆိုလို့ရှိရင်ဒီရောက် အာမီနျူးစပါလေးကိုတချင်နေလိုက်မယ်။အဘီဗီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအလာဂျင်တက်ဆိုတဲ့နေရာလေးပေါ့နော်။အလာဂျင်တက်ဆိုတဲ့နေရာလေး။အဲကျွန်တော်ကဒီကဒီနေရာလေးကအဆက်30နဲ့မီနျူးလေးကိုတချင်တချင်နေလိုက်မယ်နော်။အခင်မှာပြောင်းမယ်ပေါ့။ဒီမှာနော်ဒါလေးပြောင်းရတယ်။ကျွန်တော်လောလောဆယ်အလယ်မှာထားပါဆိုရင်ဒီဟာကိုနေမယ်နော်။ဒါလေးကဘေးမှာထားတဲ့ကလုတ်ကလေးပေါ့နော်။ဒါလေးလေးစမ်းပြီးတော့နှက်ကြည့်လိုက်နော်။ဒါကျွန်တော်ကတော့ အလဲမှာထားမှာဆိုကျွန်တော်အလဲခလုတ်ကိုကျွန်တော်နေလိုက်မယ်နော်ဒါဆိုလို့ရှိရင်အဲနံပါတ်စင်လေးတွေကဒါအလဲကိုရောက်ပါရင်နော်ဒါအော်တိုဝါထဒါရီကစာရီကိုဒါဘယ်ညာအလဲရွှေ့တဲ့နီးလေးပါနော်ဒီနီးလေးအဲပြီးပါပြီဆိုတော့ကျွန်တော်ဒါလေးဖြောင်းလိုက်ပါမယ်ကျွန်တော်ဖြောင်းလိုက်မယ်နော်အောက်ဆိုက်တဲ့ညာလေးနေလေးပါဒါဆိုလို့ရှိရင်အဲဒါ ပညာအလဲရှုတဲ့နည်းလေးကိုကျွန်တော်ပြီးသွားပြီเนาะအဲ slab ၆ချင်းနေဆိုလို့ရှိရင်ဒီမဲ့တစ်ချက်နေလိုက်မှာเนาะအဲဒါဆိုလို့ရှိရင်အဲနမစင်ထဲတဲ့နည်းနဲ့ရစဲထဲတဲ့နည်းလေးနဲ့ပြီးသွားပါပြီเนาะအဲဒီနည်းကတော့ဒီလောက်ပါပဲเนาะအဲကျွန်တော်နောက်အပိုင်းခွန်ကြလို့ရှိရင်ကျွန်တော်နောက်ထပ်အတုံးတဲ့မဲ့ feature လေးကိုကျွန်တော်ဆက်ပြီးတော့မှပြောပြပေးပါမယ်ကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေ